အညောခံမိရဲ့အနာပူရင်းစီလားဆိုတဲ့အားလုံးသိကျင်နေတဲ့အချက်လေးကိုပြောပြပေးပါမယ်။အညောခံမိခြင်းနဲ့အနာရဲ့အခြေအနေပူဆိုးလာခြင်းတို့ဟာဓာတ်ရဲ့ဆက်ဆက်မှုမရှိပေမဲ့သွေးဝိုက်သောနည်းနဲ့တော့ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။အညောတွေဓာတုပစ္စည်းတွေပါတဲ့အငွေ့တွေရှူမိခန္ဓာကိုယ်က၎င်းတို့ကိုတိုက်ခုတ်ရတဲ့အတွက်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ရောနည်းသွားနိုင်ပါတယ်။ကိုယ်ခံအားစနစ်အားနည်းသွားတဲ့အတွက်အနာကျက်နှုတ်နှေးသွားတာဒါမှမဟုတ်အနာမှာပိုးဝင်လွယ်တာ စတဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။နောက်ပြီးတော့အညော်မီကိုအနေရဖြစ်စေတဲ့တံငွေတွေကိုရှူမိတာခန္ဓာကိုယ်ရဲ့အသက်ရှူလမ်းကြောင်းကိုတိခိုက်စေပါတယ်။ပြင်းထန်တဲ့ရှူရှိုက်မှုတွေကြောင့်ခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်ရောက်တာနည်းပါးပြီးအနာကျက်နှုန်းကိုနှေးကွေးစေပါတယ်။အကယ်၍အညော်ကိုအချိန်တော်ကြာရှူမိပြီးတက်ရှူရခက်ခဲလာမယ်။ချောင်းဆိုးတာမူးဝေတာတွေဖြစ်လာပြီးဆိုရင်ဒါအရေးပေါ်အခြေအနေဖြစ်နိုင်တာကြောင့်ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့အရေးကြီးပါတယ်။ အညော့မိကုန်းွေမှန်လည်းများကျမ်းမာရေးအတွက်မကောင်းပါဘူးအနာရှိသည့်ဖြစ်စေမရှိသည့်ဖြစ်စေအညော့များတဲ့ပဝန်းကျင်ကနေချက်ချင်းထွက်ခွာပြီးဒီကောင်းလေတန်ရတဲ့နေရာကိုသွားဖို့လိုအပ်ပါတယ်နောက်ပြီးအနာကျက်ဖို့ဆိုရင်တော့ခန္ဓာကိုယ်မှာပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ဗိုက်တာမင် C ဗိုက်တာမင် A နဲ့သတ္တုဓာတ်လုံလောက်စွာရှိဖို့လိုအပ်ပါတယ်အဲဒါကြောင့်ဒီလိုအရေးကြီးတဲ့အာဟာရဓာတ်တွေစားပေးဖို့လိုပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်